အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မြတ်စွာဘုရားရှင်ဘဝတစ်လျှောက်လုံးမှာအနီးကပ်ဆုံးအရေးပါဆုံးထူးခြားစံကျေတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့တပည့်တော်ဝကတပါဖြစ်တဲ့အရှင်အာနန္ဒမထေရမြတ်အကြောင်းပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာများကို ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ကြိုက်နှစ်သက်တဲ့ဆိုရင်တော့ကျမတို့ရဲ့မြန်မာ story hot channel လေးကို like and subscribe လုပ်သွားပေးဖို့မေတ္တာရပ်ခံပါတယ်ရှင်။အရှင်အာနန္ဒာကိုဗုဒ္ဓသာသနာတော်ရဲ့ဓမ္မဗန္ဒာစိုးကြီးလို့တင်စားခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ဖရာရှင်ဟောကြားတော်မူသမျှတရားတော်အလုံးကိုတလုံးမကျန်အနန္တစัจ java လာအကျိုးမှာထိမ့်သိမ်းစောင့်ရှောက်ပေးရတဲ့ပုဂ္ဂိုလ်ကြီးမှလို့ပါပဲ။ အရှင်အာနန္ဒမထေရဟာမြတ်စွာဘုရားရှင်ရဲ့ဘဝနဲ့ဤဆက်လွန်လာပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာဘုရားရှင်ရဲ့ဝမ်းခွဲညီတော်ဖြစ်ပြီးခမဲတော်ဖြစ်တဲ့အမိတော်သနာမင်းကြီးဟာဘုရားရှင်ရဲ့ခမဲတော်တုတ်တော်သနာမင်းကြီးရဲ့ညီတော်ဖြစ်လို့ပါပဲ။ပို့ပြီးထူးခြားတာကတော့အရှင်အာနန္ဒဟာဘုရားလောင်းတော်တိတ်တတမင်းသားနဲ့တနေ့ရဲမှာမွေးဖွားခဲ့ကြတဲ့ဖွားဖက်တော်ခုနှစ်ဦးရဲကတူပါဝင်လဲဖြစ်ပါတယ်။သူရဲ့အာနန္ဒဆိုတဲ့အမိဟာ အလွန်နှစ်သက်ဝမ်းမြောက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ခရီးရှင်သာသနာပြုတဲ့ဒုတိယနှစ်မှာအခြားသောပါဠိဝင်မင်းသားတွေနဲ့အတူယဟန်ပြုခဲ့ပါတယ်။ယဟန်ပြုပြီးမကြခင်မှာပဲသောတာပန်အဆင့်ကိုရရှိခဲ့ပါတယ်။ခရီးရှင်သာသနာပြုတဲ့နှစ်ပေါင်း20ကြာတဲ့အခါမှာအသက်တော်ရွယ်ရအမြဲတမ်းအလုတ်ကျွေးယဟန်တစ်ပါးလိုအပ်လာခဲ့ပါတယ်။အဲ့ဒီအခါမှာအရှင်အာနန္ဒာကိုရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ အရှင်အာနန္ဒာကမြတ်စွာဘုရားရှင်ပြိဋ္ဌိနိဗ္ဗာန်ဆံတော်မူတဲ့အတိ25နှစ်လုံးလုံးတရားမျှမပြတ်ကွက်ဘဲစောင့်ရှောက်လုပ်ကြခဲ့ပါတယ်။နေခင်မှာ ရေချိုးတော်ရေပပုတ်တံကတ်လူခြင်းညအခါမှာဘုရားရှင်ကိုအနောက်ရှက်မဖြစ်စေဖို့ကြောင်းဆောင်ကိုကိုကျိန်တိုင်းလှက်ပတ်ပြီးစောင့်ရှောက်ခြင်းစတဲ့ဝိကြီးဝိငယ်တွေကိုစိတ်အားထက်သန်စွာဖြည့်ဆည်းခဲ့ပါတယ်။ဒီနေရာမှာထူးခြားတာတစ်ခုကတော့အရှင်အာနန္ဒာဟာအလုတ်ကျွေးရာထူးကိုလက်ခံစဉ်ဘုရားရှင်စီကနေ အခွင့်အရေးရှိချက်အနေနဲ့ပယ်သောစု၄ပါ၊ယူသောစု၄ပါကိုတောင်းဆိုခဲ့တာပါပဲ။ရှင်အနာတောင်းဆိုထားတဲ့ယူသောစု၄ပါကတော့၁မိမိဝန်ခံဖိတ်ကြားအပ်သောစွန်ကိုခံတော်မူရန်၂အဝေးအနီးမြို့ရွာကျေးလက်မှရောက်လာသောပရိသတ်တို့ကမြတ်စွာဘုရားအားဖူးမြော်လိုသဖြင့်မိမိကတဆင့်လျှောက်ထားလျင်ဖူးမြော်ခွင့်ပေးတော်မူရန်၃မိမိ၌ယုံမောင်းမှုရှိသောအခါမြတ်စွာဘုရားရှောင်မေးလိုသောမေးခွန်းပြုပါယံ၄ ကွေရာအခြားတပါသောနေရာ၌ဟောကြားတော်မူသောတရားတော်ကိုမိမိအားပြန်၍ဟောကြားပါရန်ဝီ၍ဖြစ်ပါ၏။ဆရာနန္ဒာဟာဤစုလေးပါးကို တောင်းခံရခြင်းမှာမိမိသည်ဖျားရှင်နှင့်အမြဲနီးစပ်ခွင့်ရပြီးဓမ္မအမေးပြေပြုလို့ရန်အထူးသဖြင့်ဖျားရှင်နှင့်ပတ်သက်သောအပြောများမဖြစ်စေရန်အတွက်ဖြစ်ပါ၏။ဆရာနန္ဒာတောင်းဆိုလေပယ်သောစုလေးပါးကတော့၁မြတ်စွာဘုရားရအပ်သောစွန်ကုန်းပစ္စည်းများအားမိမိအားမချီးမြှောက်ရန် နင်းမောမြတ်သောသင်္ကန်းပစ္စည်းဖြင့်မချီးမြှောက်ရန်။သုံးမြတ်စွာဘုရားကိုရောမြတ်ကျင်းဝတ်သောကန္နာကုရီသို့ဝင်၍မကျင်းဆိုင်စေရရန်။၄ဆုံးဖိတ်သောဒါယကာရောအိမ်တို့အတူလိုက်ပါရန်အတွက်မခေါ်ဆောင်ရန်ဟူ၍ဖြစ်ပါသည်။ဆရာအနန္ဒာဤစု၄ပါးကိုပဲဆွန့်ခြင်းမှာမိမိဟာလက်လာပါကိုရလို၍လုံကျွေးသည်ဟု လူများ၏အထင်မြင်မှားခြင်းနှင့်ကဲ့ရဲ့ရှုံချခြင်းကိုရှောင်ရှားလိုခြင်းကြောင့်ဖြစ်ပါသည်။ ဘာကြောင့်သူဒီစုတွေကို တောင်းခဲ့ရလဲတကယ်တော့ဒါဟာသူ့ရဲ့ကိုကြိုးအတွက်မဟုတ်ပဲဖះရှင်ရဲ့တရားတော်တွေဟာအများအတွက်မပြောင်မပြက်အောင် စုဆောင်ထိမ့်သိမ်းထားနိုင်မှုရည်ရွယ်ခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လေဖះရှင်ကသူ့ကိုဓမ္မဗန္နာဂါရိကတရားဗန္နာဆိုအရာမှာချီးမြှောက်တော်မူခဲ့ပါတယ်။ရှင်အာနန္ဒာဟာဖះရှင်လက်ထက်တော်မှာဣတတက်ဘွဲ့၅ပါးတောင်ရရှိခဲ့တဲ့ထုမြတ်တဲ့မထေရတစ်ပါးဖြစ်ပါတယ်။ ဆင်အနန္ဒာရရှိရဲ့ဧတဒတ်၅ပါးကတော့အကြအမြင်များခြင်းအဖြစ်ဘဟုတုတဧတဒတ်အတိအမှတ်ကောင်းခြင်းအဖြစ်တတိမန္တဧတဒတ်ပညာရှိခြင်းအဖြစ်ဂတိမန္တဧတဒတ်တည်ကြည်မှုရှိခြင်းအဖြစ်ဒိဋ္ဌိမန္တဧတဒတ်အလောကျွေးပြုနိုင်ခြင်းအဖြစ်ဥပထာကဧတဒတ်ဟူ၍ဖြစ်ပါတယ်ဆင်အနန္ဒာရဲ့သမိုင်းဝင်အခန်းကဏ္ဍမှာဘိက္ခုနီသာသနာတည်ထောင်ခြင်းဟာလည်း အရေးပါပါတယ်။မိတွေတော့မဟာပဇာပတိဂေါရမီပါဝင် အမျိုးသမီးတွေကိုယဟန်ပြုခွင့်ရဖို့ဖျားရှင်ကိုသုံးချိန်တိုင်တိုင်တောင်းပန်လျှောက်ထားခဲ့ပါတယ်။ယောက်ျားမိမမခွဲကြဘဲတရားကျင့်ကြရင်အရဟတဖိုလ်ကိုရနိုင်ပါရဲ့လားဆိုတဲ့ယုတ်တိရှိရဲ့မိကွန်းနဲ့လျှောက်ထားခဲ့လို့ဖျားရှင်ကနောက်ဆုံးမှခွင့်ပြုတော်မူခဲ့ပါတယ်။ဖျားရှင်ပြိဋိနိဗ္ဗာန်ဆံပြီး၃လကြာမှာပထမသင်္ဃာယနာကိုကျင်းပခဲ့ပါတယ်။ သံဃာယနာတင်နိုင်မှုအတွက်ယဟန်နာဖြစ်ရန်လိုအပ်တယ်ဆိုတဲ့စီကံချက်ကြီးရအရှင်အာနန္ဒာဟာညာရင်းချင်းလုံလဆိုင်ထုတ်ခဲ့ရာခေါင်းကိုအိယာပေါ်မချရသည်ခြေထောက်ကိုမြေပေါ်မချရသည်မိချားကာလမှာ ਨੇ ယဟန်နာဖြစ်သူရောက်ရှိတော်မူခဲ့ပါတယ်အဲ့ဒီနောက်သံဃာယနာတင်ရာမှာဖျားရှင်ဟောကြားတော်မူခဲ့သမျှသောတုတ်တံပိရကတ်အားလုံးကိုဧဝမေတုတံဤသို့ကျွန်ုပ်ကြားခဲ့ရပါသည်ဆိုတဲ့စကားလုံးဖြင့်စတင်က မပြောင်းမပြတ်အောင်အသေးစိတ်ပြန်လဲရွတ်ဆိုပူဇော်တော်မူခဲ့ပါတယ်။အရှင်အာနန္ဒာဟာဖះရှင်ပြိဋိဘံဆံပြီးနောက်ပိုင်းနှစ်ပေါင်း40ခန့်တတ်တော်ထင်ရှားရှိခဲ့ပြီးသာသနာကိုစောင့်ရှောက်ခဲ့ပါတယ်။တတ်တော်120ရွယ်မှာပြိဋိဘံဆံဝင်တော်မူခဲ့ပါတယ်။အရှင်မြတ်ရဲ့ဆံဝင်ပုံကလည်းတမိုင်းဝင် ထူခြားခဲ့ပါတယ်။ပြိဋိဘံဆံဝင်မဲ့အချိန်မှာရာဇဂိုးနဲ့ဝေသာလီမျိုးသားတွေဟာအရှင်ရဲ့ဓာတ်တော်တွေကိုမိမိတို့မျိုးမှာ ကိုယ်ကွယ်ခွင့်ရဖို့အငင်းပွားမှုဖြစ်ပွားခဲ့ပါတယ်။အရှင်အာနန္ဒာဟာထိုပရိပခါကိုငြိမ်းရေးစေဖို့အတွက်ရာဇဂြိုနဲ့ဝေသာလီကြီးကြားမှာရှိတဲ့ရောဟီနီမြင့်သို့မဟုတ်ဂင်္ဂါမြက်အလယ်သို့ကြားရောက်တော်မူပြီးရေပြင်ထက်မှာတကိုးတော်ဖြင့်ကောင်းငင်သို့ပြန်တက်ကာမီးလျံထွက်ပြီးပရိနိဗ္ဗာန်ဆံဝင်တော်မူခဲ့ပါတယ်။ကိုခန္ဓာမှထွက်လာတဲ့ဓာတ်တော်တွေဟာနှစ်ပိုင်းကွဲသွားပြီးတစ်ပိုင်းကိုရာဇဂြိုမြို့သားများကကျန်တဲ့ပိုင်းကိုဝေသာလီမြို့သားများကပူဇော်ရန်ယူဆောင်သွားခဲ့ပါတယ်။ ဒီလိုဆိုရင်အရှင်အာနန္ဒမထေရမြတ်ဟာဖះရှင်ရဲ့ဘုရားမှာအနီးကပ်ဆုံးအကြအမြင်ရမှာဣတရက်ရဘိက္ခုနီသာသနာကိုတည်ထောင်ပေးခဲ့သူနောက်ဆုံးမှာတန်ဃာယနာကိုဥဆောင်ပြီးဖះရှင်ရဲ့တရားတော်တွေကိုမပြောက်ပြက်ရအောင်ထိမ့်သိမ်းစောင့်ရှောက်ပေးခဲ့တဲ့ပါမနာတော်ရဲ့ဗန္နာစိုးကြီးဖြစ်ကျမတို့ရဲ့နှလုံးသားမှာထာဝရထင်ရှားနေမှာပဲဖြစ်ပါတယ်ရှင်။အခုလိုအချိန်ပေးနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။